သူတို့ဒီအတတ်ပညာအသိပညာအများကြီးရှိတယ်အများကြီးထူးထက်တယ်ကိုကိုရဖြစ်တည်မှုကိုလည်းအဲ့လိုမျိုးကိုကိုကိုအရင်ဆုံးလက်ခံရမယ်ပေါ့နော်သူတို့ရဖြစ်တည်မှုကိုလက်မခံထားတဲ့အစူစားကြီးထားတဲ့မှာဂျုံကန်ပြီးသူဖြစ်တည်မှုကိုဒီအခုချိန်ထိတော်လှန်ရေးတစ်ခုပေါ့ကိုရဲ့ identity ကိုဟိုလေးစားဖို့မဲ့ဆိုလို့ရှိရင်ဘာမှသိပြီးတော့ညောင်ကြီးတောက်ပြန်မှုအလုံးဝင်းမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Firefly ကတောင်းအောင်ဆက်ဖြစ်ပါတယ်ဒီနေ့မှာတော့ Firefly တို့ခြေရတဲ့ NGVD IQ Blood တွေရဲ့ Primer Color လေးမှာလူငယ်တွေကနေပြီးတော့ဘယ်လိုမျိုး NGVD IQ Blood တွေကိုအမြင်နေရှိလဲအခုပြောင်းလဲလာတဲ့ခီးရီစီကြောင့်အရာ NGVD IQ Blood တွေပေါ်လူငယ်တွေရဲ့အမြင်သဘောထားတွေပြီးတော့ Primer ပေါ်မှာဘယ်လိုမျိုးသူတို့တွေဂုဏ်ယူမှုတွေရှိနေလဲဘယ်လိုဂုဏ်ပြုစကားတွေဘယ်လိုမျိုးပြောချင်တာတွေရှိနေလဲဆိုတာကို မင်းမြန်တော့မှာဖြစ်ပါတယ်အားလုံးပဲအတူတူလိုက်ကြည့်ပေးကြပါဦးခင်ဗျာ GPT တွေအပေါ်မှာဆိုရင်တော့အားပေးနေတယ်ပါတယ်ပေါ့နော်ကိုယ့်ရဲ့ဖြစ်တည်မှုကိုအဲ့လိုမျိုးအဲထုတ်ဖော်ပြရတာကိုလည်းသဘောကျတယ်ပြီးတော့ကိုယ့်ကိုယ့်ရဲ့ဖြစ်တည်မှုကိုလည်းအဲ့လိုမျိုးကိုကိုကိုအရင်ဆုံးလက်ခံရမယ်ပေါ့နော်လိုမျိုး primate ပေါ်လာတဲ့အပေါ်ကိုလည်းလိုပြောရမယ်ဂုံယူတယ်ပေါ့နော်သူတို့လုံနိုင်တာတခုအဲ့လိုမျိုး LGBT တွေအတွက်တခုလုံနိုင်သွားတဲ့အတွက်ပေါ့နော် primate ပေါ်လာတာကိုဂုံယူတယ်ပြီးတော့ LGBT ကိုလည်းမိမိရဲ့ဖြစ်တည်မှုကိုမိမိကိုယ်တိုင်လက်ခံပြီးတော့ပေါ့နော်ဒီတိုင်းပဲရှေ့ဆက်ပြီးတော့စူးစမ်းသွားဖို့ပြောချင်တယ်ပေါ့နော်တော့မြန်မာနိုင်ငံရဲ့ကာချ ာကပုံမှန်လေးပြောဒီ2021နေဦးဒေါ်လာရေးရင်ကျေးမှုဒေါ်လာရေးလို့လည်းကျွန်တော်တို့ပြောလို့ရတယ်အဒီအရှိမာကကျွန်တော်တို့ဒီစွန့်စွန့်ဆဆနဲ့ဒီကျွန်တော်တို့ LGBT ဖြစ်တည်မှုဆိုတာကစွန့်စွန့်ဆဆကြီးကိုဟိုလက်ခံပြီးတော့မှလက်ခံဆိုကိုကိုကိုတော့လက်ခံပေးမယ်လို့ပုံဝင်ကြလက်ခံဖို့ကျွန်တော်စူးစမ်းခဲ့ရအများကြီးပေါ့လို့ဒါတော့အနည်းအခြေခံဒီမိသားစုဆိုင်ကိုကျွန်တော်စူးစမ်းခဲ့ရတာပေါ့ဒါပေမဲ့အဲ့ပါလေအများကြီးမအောင်မြင်ခဲ့ကြရတယ်ပေါ့လေဒါပေမဲ့အခုဒီ2021မှာတော့အဲ့လိုမဟုတ်ဘူးကျွန်တော်ဒီ LGBT ကနေပြီးတော့အဲရှေ့ဆုံးကနေကျွန်တော်ဥဆောင်ပြီးတော့မှ အဲဒေါ်လာရေးကိုလည်းတက်တက်ကြွပါဝင်ခဲ့ဒီလူလူလှုပ်ရှားမှုတွေကနေပြီးတော့ဒီဘက်လက်နက်ကိုင်ဒေါ်လာရေးအထိပေါ့လေဆိုတော့ဒီယနေ့ယနေ့ချိန်အထိပေါ့လေပါဝင်နေတဲ့ဆိုတော့ဒီ LGBT အပေါင်းပေါ့ LGBT ဒီအနောက်က etc အများကြီးရှိသမျှလူအကုန်လုံးကတော့တို့ဒီလက်လိုက်လေပေါ့လေဂုံပြူပါတယ်ရှေ့ဆက်ပြီးတော့လေတို့အများကြီးစူးစမ်းပေးဖို့လေကျွန်တော်မျှော်လင့်ပါတယ်အများကြီးလည်းတို့တို့မျှော်လင့်ထားတယ်မျှော်လင့်ထားတယ်ဆိုတာဟိုဒီကာလမှာမှဒီလိုလူတွေကိုကျွန်တော်တို့ကပုံမွေးလင်းလင်း လူတွေအများကြီးကြားမှာကျွန်တော်တို့ကလက်ခံပြီးတော့တွေ့ရတာပေါ့လေဆိုတော့ဒီလူတွေနဲ့ကျွန်တော်အကြာကြီးဆက်ပြီးတော့လေကျွန်တော်တို့တခုလုံးမှာပြီးဆုံးသည့်အထိပေါ့အတူတူဆက်ပြီးတော့လုပ်သွားခြင်းတယ်ပြီးတော့ဒီ primus ပေါ့လေ primus ကတော့ဒီဒီဂျုံလောက်ကိုဂုံပြူပြီးတော့ဒီဒီ LGBT ကိုကျွန်တော်ဂုံပြူပြီးတတ်မှတ်ပေးထားတယ်သူတော့ကျွန်တော်တည်ရတယ်အဲ့တော့အားရနေမတက်ပြီးတော့အများကြီးတော့မသိဘူးအဲ့တော့ဒီ LGBT ရဲ့ဖြစ်တည်မှုတော့ကျွန်တော်တကယ်လေးလေးစားပါရတယ်သူတို့ဒီပါဝင်မှုကိုလည်းကျွန်တော်နဲ့ဂုံပြူပါရတယ်အရှိဆက်ပြီးတော့လည်း ကျွန်တော်ဒီဘက်နေပယ်ပေါင်းစုံမှာဒီဒေါ်လာကြီးတဲ့မှာတတွေ့ပြီးအလုပ်လုပ်သွားခြင်းပါတယ်လို့အများကြီးဖြစ်ကြောခဲ့ပြီးပြီလို့သိရဲပြီးတော့လူသားတွေကလူသားတွေဆိုတော့လေအရင်ကနေစာရင်ပို့ပို့ပြီးတော့လက်ခံလာကြရဲဆိုတော့အခုတက်ပို့ပြီးတော့ပျော်ရွှင်တဲ့အော်ဖိုဝါရီကိုအတူတူတိုက်ဖြတ်နိုင်တဲ့တိုင်ဝင်လေတစ်ခုဖြစ်ပါစေကျေးဇူးပါ LGBT ရဲ့ဖြစ်တည်မှုအနေနဲ့ကတော့ဗောနကျွန်တော်တို့ဒါလူသားဖြစ်စဉ်တစ်ခုမှာပါဝင်ကြရတယ်သူတို့လည်းလူသားတွေပဲဗောနနောက်ပြီးတော့ကျွန်တော်တို့အားလုံးကဒီ LGBT ရဲ့မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာကို တို့ရဲ့ဖြစ်တည်မှုကိုလက်မခံကြတဲ့အစူဆရဲ့ကြားထဲမှာဘာသာရေးလူမျိုးရေးပုံပုံရေးအစူဆရဲ့ကြားထဲမှာတို့ရုံးကန်ပြီးတော့တို့ဖြစ်တည်မှုကိုဒီအခုချိန်အထိ အဲဘယ်လိုပြောမလဲသူတို့ရဲ့တော်လှန်ရေးတစ်ခုပေါ့နော်ဖြစ်အောင်သူတို့ကြိုးစားနေကြတုံးမယ်အဲအခုချိန်အထိလည်းလက်မခံနိုင်သေးတဲ့အစုအဖွဲ့တွေအဲလူပုဂ္ဂိုလ်တွေအများကြီးရှိသေးတယ်ပေါ့နော်ဘာသာရေးကြောင့်နိုင်ငံရေးကြောင့်မျိုးစုံတွေရှိကြတယ်သူတို့တွေအခုချိန်ဒီထိုးထွက်လာကြတယ်အဲနောက်အခုပိုကောင်းတာကတော့တော်လှန်ရေးကာလတည်းမှာဒီ LGBT ရဲ့အခမ်းကဏ္ဍအများကြီးဒီတော်လှန်ရေးအရွေးတစ်ခုမှပါဝင်လာတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်တို့ဝမ်းတာတယ်လူသားဖြစ်စဉ်တစ်ခုမှပါလာတဲ့ဖြစ်ဟိုထူးခြားတဲ့ဖြစ်စဉ်တစ်ခုလို့လည်းကျွန်တော်မြင်တယ်ပေါ့နော် အဲအဲ့အတွက်လည်းနောက်နှစ်နောက်နှစ်တည်းပို့ပို့ပြီးတော့တို့တွေရဲ့ LGBT တွေဆန်းဆောင်နိုင်တဲ့ကဏ္ဍတွေဆန်းရည်တွေနဲ့ဖြစ်တည်မှုတွေအားလုံးထပ်ပြီးတော့ကြောင်ထူကြတဲ့အဲဒီနိုင်ငံဖြစ်စစ်ကြောင်းလေးလူဟာလူဖွဲ့စည်းပြီးတောင်းလေးတွေမှာတို့ဆက်လက်ပါဝင်နိုင်ပါစေလို့တော့ပြောချင်ပါတယ် LGBT တွေပေါ်မှာ confuse ကားဆိုလို့ရှိရင်တော့ညီမဆီမှာလည်းကိုယ်တိုင်မှာ LGBT တင်ငယ်ချင်းတွေအများကြီးရှိရယ်ပေါ့နော်တို့တို့အတွက် confuse ကားပြောချင်တာတော့တို့ဒီ အတတ်ပညာအသိပညာအများကြီးရှိတယ်အများကြီးတူတက်တယ်ပြောလို့ရှိရင်အရောင်းခွန်ယူစရာကောင်းတဲ့ငွေချင်းတွေထဲမှာလည်းပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့သူတို့လုပ်နေတဲ့အရာတွေလုပ်နေတဲ့လုပ်ငန်းတိုင်းမှာသူတို့အားလုံးပဲဆက်ပြီးတော့ကြိုးစားပြီးတော့ဆက်လျှောက်ကြဖို့တော့ပြောချင်ပါတယ်။ဟိုအရင်ကဆိုလို့ရှိရင်ပေါ့နော် LGBT တွေအတွက်ဒီလိုမျိုး private နေပါကြီးဆိုတာတည်တံ့မရှိဘူးပေါ့နော်။အခုချိန်မှာဒီလိုမျိုးပေါ်ပေါ်တင်တဲ့တက်တက်ကြွကြွနဲ့အားလုံးပါဝင်ပြီးတော့လုပ်ပြီးရတဲ့အတွက်ကြောင့်မလို့အားလုံးကို ကျေးဇူးလက်တင်ပါတယ်ခုံလဲယူပါတယ်လို့ပြောချင်ပါတယ် LGBT ဖြစ်ဖြစ်တည်မှုကိုရောလူသားဖြစ်တည်မှုလို့ကိုကသတ်မှတ်တယ်ကွာသိလားအာအကိုကိုတို့ကတိတ်ပြီးခွဲခြားဆက်ဆံတာမရှိဘူးကွာအကောလုံးကလူသားတယောက်ပဲ LGBT ဆိုတာလူသားတယောက်ပဲလူသားတယောက်ရဲ့ဖြစ်တည်မှုကိုတိတ်ပြီးတော့ဘယ်လိုပြောရမလဲဂုံယူဖို့တော့ကိုပြောချင်တယ်အာသူများတွေကဘာပြောပြောကွာဘယ်လိုပဲနှိမ့်ကြတယ်လို့ပြောပြောအာတချို့တော့ဘာသာရေးရအမြင်ဆောင်မှုတွေကဘယ်လိုပဲရှိရှိပဝန်းကျင်ရဲ့မြင်ဆောင်မှုကဘယ်လိုပဲရှိရှိ အာကိုယ့်ရဲ့ identity ကိုကိုလေးစားမယ်ဆိုလို့ရှိရင်ဘာမှတိတ်ပြီးတော့စိုးရိမ်စရာမလိုဘူးကြောက်စရာမလိုဘူးအာဘေးပတ်ဝန်းကျင်ရတယ်လေးစားမယ်ကိုကိုယ်တိုင်ကလည်းလေးစားမယ်ဆိုရင်ကိုကိုယ့်ကိုယ်ကိုလေးစားမယ်ဆိုလို့ရှိရင်သူများတို့လည်းလေးစားမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်းဖြည်းဖြည်းလေးစားလာမယ်အဲအဲ့လိုမျိုးပေါ့နော်အဲကြာလို့ရှိရင်ကဘာကြီးကလည်းကိုယ်လေးစားလာမယ်ပေါ့ ယ်အဲ့လိုမျိုးပဲပြောချင်ပါတယ်ကျမတို့အားလုံးကအခြေခံအဖြစ်ကျမတို့ကလူသားတွေပဲဖြစ်တယ်ဆိုတော့ကျမတို့မွေးဖွားလာကြတဲ့အခါကျမတို့ရွေးရွေးချယ်ခွင့်မရတဲ့ကျမတို့ရဲ့လင်အင်ကာပေါ်မှာကျမတို့မူတည်ပြီးတော့ကျမတို့ကိုကြားဖြစ်တယ်မဖြစ်တယ်အခြားလင်ဖြစ်တယ်ဆိုပြီးတော့ခွဲခြားဖိနှိပ်မှုတွေဟာကျမတို့ရဲ့ဖြစ်တည်မှုပေါ်ခွဲခြားဖိနှိပ်တာပဲဖြစ်တယ်အဲ့တော့ကြောင့်မလို့ကျမတို့ကအလုံးတိထားရမှာကကျမတို့အလုံးကလူသားတွေကလူပါလူဖြစ်တယ်ဆိုတာကိုပဲအလုံးတိထားရမှာဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကကျမတို့ ကျွန်တော်တို့ဖြစ်တည်မှုပေါ့ဘယ်သူမှလည်းခွဲခြားခွဲခြားအဖိနှိပ်လို့မရတလို့ကန့်တတ်ချုပ်ချယ်လို့လည်းမရဘူးဆိုတာအလုံးအသိပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုး private ကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့အဲကျွန်တော်တို့ဖိနှိပ်မှုတွေကင်းဝေးတယ်တကယ်ကိုလွတ်လပ်ပြီးတော့တကယ်ကိုအဲညှက်တမှုရှိတဲ့လူဖွဲ့စည်းတဲ့ကဘာတစ်တစ်ခုကိုဒီနေ့ကအဲဒီလကနေစပြီးတော့ကျွန်တော်တို့သွားဖို့လိုတယ်အဲ့လိုကျွန်မပြောချင်ပါတယ်ရှင့်အလုံးအသိဆုံးတင်ပါတယ်